င်္ဂလာပါ။ဘာမီ site ကမင်းသက်ဆန်ဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ရောက်နေတာကတော့ R&D Studio by Riot ရဲ့ Fashion Passion Program မှာဖြစ်ပါတယ်။ Fashion Passion Program ကတော့ Fashion ကိုသဘောကျကြတဲ့ Passionate ဖြစ်တဲ့လူငယ်တွေအတွက် Fashion နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအများတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်ပြပြပေးခြင်းတဲ့အကြောင်းအရာကကျွန်တော်တို့တယောက်စီတိုင်းကိုယ်ပိုင် style တစ်ခုကို share ဖွေရနေရမှာဘယ်လို share ဖွေရမလဲဆိုတော့အားလုံးကိုအကြံပေးပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီစလဲအောင် Bueno. ကျွန်တော်တို့ personal style တစ်ခုကိုအတီးရှာတော့မယ်ဆိုရင်ကျွန်တော်ပထမဆုံးအကြံပေးချင်တာတော့ inspiration စပြီးတော့ရှာဖို့ပဲပေါ့နော်ဆိုတော့ inspiration ဆိုင်ရနေရာမှာကျွန်တော် celebrity ရှိမယ်ဆိုတော့ဒီမင်းသားတွေမင်းသမီးတွေရှိရတယ်ကျွန်တော်မျိုးစုံဒါ inspiration တွေယူလို့ရတယ်အကျွန်တော်ဆိုငယ်ငယ်လေးတည်းကကျွန်တော် hip hop တရှင်နေနားထောင်တာဖြစ်တဲ့ hip hop ဆိုတော့ရဲ့ဟိုစားစင်ပုံငယ်ငယ်လေးတည်းကတပုတ်ကြတယ်ဆိုတော့အသက်ကြီးတဲ့အခါမှာလည်းကျွန်တော်ဝတ်ချင်တဲ့အခါမှာလည်းတို့ရဲ့ inspiration တွေအများကြီးယူပြီးဝတ်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော် social media ရှာမယ်ဆိုလို့ TikTok လိုနေရာမျိုးရှိမယ် Instagram ရှိမယ်နောက် Pinterest ဆိုရင်လည်းဒါ mood board တွေဖန်တီးဖို့နေရာတွေအရင်ကောင်းတဲ့ဒါနေရာတစ်ခု ို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော် Pinterest ကနေကျွန်တော် lotion နဲ့ကို lotion နဲ့ theme တစ်ခုကိုရှာလိုက်မှာဥပမာ outdoor theme ကိုကြိုက်တဲ့လူမျိုးဆိုရင် outdoor ဒါ outfit inspiration တွေရှာမယ်ဆိုရင်ကျွန်တော်တစ်ခါလေးနာမည်ရိုက်ထည့်လိုက်တာနဲ့ကျွန်တော်ဒါပုံအများကြီးကြာလာမယ်အရင်ကျွန်တော်တို့ဒါ mood board ကို create လုပ်ထားလို့ရတယ်မဟုတ်ဘူးဆိုတော့တခြား platform တွေမှာဆိုတော့ကျွန်တော် save တွေလုပ်ထားလို့ရတယ်ဆိုတော့ကျွန်တော်ကကြတော့ကိုယ်အဲ့လိုမျိုး inspiration တွေလို့တီးတီးတန့်တန့်ဒီ theme တစ်ခုကိုရှာပြီးတော့ဝတ်တာနဲ့ဆိုင်ကျွန်တော်ကျွန်တော်ရဲ့ငငယ်တုန်းကအဲ့လို sentimental ဖြစ်တဲ့အဲ့လို relate လုပ်လို့ရတယ်ငငယ်နဲ့သဘောကျတဲ့ဒီဝတ်စားမျိုးပူပီးဖို့ဖြစ်တယ်ဥပမာလောလောလတ်လတ်ဆိုရင်ကျွန်တော်ဒါခင်နဲ့ဒါ Batman နဲ့ collaboration ဆိုလဲတာကျွန်တော်ငငယ်တုန်းကတည်းက Batman ရုပ်ရှင်နဲ့ရမ်းကြည့်တာပူရဲလူဖြစ်တဲ့အတွက်ကျွန်တော်ဒါဒီ collaboration ကအပီစီဆိုကျွန်တော်ဝယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကအာဒီ engine ကိုဝယ်လိုက်ကြတာအမှတ်တရရစေတဲ့အဲ့လို piece မျိုးလို့ရောကျွန်တော်ကယူပြီးဝယ်ဖြစ်တယ်ကျွန်တော်လို mobile နဲ့ move board တွေပါ create လုပ်ရှင်နေသူဆိုရင်တော့ကျွန်တော်ကပြောသလို Pinterest ဆိုနေရာမှာ move board လေးဖန်တီးလို့ရတယ်ဒါမှမဟုတ်ပုံလေးတွေအကုန်စုပြီးတော့ photo college လောက်တာပဲဖြစ်ဖြစ် magazine တစ်ခုလောက်တာဖြစ်လောက်ပြီးတော့ကျွန်တော် season ထားမယ်ဆိုရင်ကျွန်တော်တို့ personal style ကိုစပြီးတော့ share တဲ့အခါမှာဒါအခြေခံတစ်ခုဖြစ်လာမယ်လို့ကျွန်တော်ကတော့ယူဆပါတယ်နောက်တစ်ခုကကိုယ်တိုင်နဲ့သဘောကျတဲ့ အကူလဲစမ်းသပ်ပြီးတော့ဝစ်ကြည့်ကျင်နေတဲ့ try ကြည့်ကျင်နေတဲ့အယောင်တွေကိုအခြေခံပြီးတော့ signature color palette ghost style အတွက် color palette တွေ၃ခုနဲ့၅ခုလောက်ထိတော့ season ထားတဲ့နယ်လို့ကျွန်တော်တို့ယူဆတယ်။အခုမှပြောရမယ်ဆိုရင်ဒီနေ့2025ခုနှစ်အတွက် color of the year လို့သတ်မှတ်ထားကြရတယ်။ chocolate mousse အယောင်ဆိုရင်ဒါအားလုံးလည်းသိကြရတယ်။ Travis Scott အယောင်လည်းတော်တော်လေးဆင်တယ်။ဒါတို့အယောင်မျိုးကျွန်တော်တို့ကြိုက်တယ်ဆိုရင်ဒီအယောင်နဲ့ light ဖက်တဲ့အဖြူအယောင်လိုမျိုးအနီအယောင်လိုမျိုးနောက်အနက်အယောင်လိုမျိုးတွေတွဲဖက်ပြီးတော့ဒါ outfit တွေမှာကျွန်တော်တို့ season လို့ရရပေါ့နော်။ဆိုတော့ကိုယ့်ရဲ့အယောင်တွေနဲ့လည်းအသုံးပြုလို့ရတယ်။နောက်ဥပမာပေးရရင်ကျွန်တော်ကိုယ်တိုင်ဆို င်ဒါအရင်နှစ်တည်တုန်းကဆိုရင်လုံးဝတခြားအကြောင်တွေမပါဘဲနဲ့ဒီကြောင်လေးပဲဝတ်လေဝတ်ထားရှိတယ်ပေါ့နော်ဒါပေမဲ့ဒီနှစ်ပိုင်းနေမှာကျွန်တော်ဒါအစမ်းသက်တဲ့အနေနဲ့ပေါ့နော်စမ်းသက်တာအောင်မှကျွန်တော်အပေါ်မှာ quality data အပေါ်ကအင်ဂျီမဲပဲရှိသေးတယ်တော့ပေါ့နော်အောက်ကပေါင်းမိဆိုကျွန်တော်ဒီ wash ဖြစ်တဲ့အပြောင်လေးတွေဖြူနေရောတဲ့ဒါပေါင်းမိလေးကျွန်တော်စမ်းသက်ပြီးဝတ်ဖြစ်တယ်ဖနက်ဆိုရင်လည်းဒီအောက်မှာဆိုရင်ဒီအဖြူပဲမဟုတ်ဘဲနဲ့တခြားအကြောင်တွေပါစုံတဲ့ဖနက်တွေပါကျွန်တော်ဝတ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလိုပဲစပြီးတော့စမ်းသက်ဝတ်ကြည့်နေတယ်ဒါနောက်နှစ်တည်မှာလည်းကျွန်တော်ကိုပိုင် style တစ်ခုမှပါတဲ့ဒီ color palette လေးတစ်ခုဖြစ်ရအောင်ကျွန်တော်ကိုယ်တိုင်လည်းဒါအခုမှ develop လုပ်တော့အချိန် င်ပဲရှိသေးရပါတော့။နောက်ဒီဗီဒီယိုကြည့်နေတဲ့လူတွေလည်းအဲလို color ကို develop လုပ်ချင်တယ်ဆိုရင်ကျွန်တော်ကတော့ပြောထားတဲ့ Pinterest တွေ Instagram တွေမှာ inspiration တွေအများကြီးကြည့်လို့ရတယ်။ပြီးရင်ကျွန်တော်တို့ဒီအယောင်လေးတွေစပြီးတော့စမ်းသပ်ဝတ်ကြည့်ပြီးတော့ပေါ့နော်။ဆိုတော့အယောင်ဆိုတဲ့နေရာမှာလည်းအဲလို ဖက်ရှင်ရန်ဝေးသွားနေတဲ့အကြောင်းကြီးတောက်တောက်ကြီးဖြစ်စရာမလိုဘူးကိုယ့်ရဲ့ daily life နဲ့ကိုယ့်ရဲ့ occasion တွေနဲ့ life ဖက်တဲ့အကြောင်းလေးကိုဒါစပြီးတော့ရွေးချယ်ပြီးတော့ color palette လေး season တက်နေလို့ကျွန်တော်တို့အကြံပေးချင်ပါတယ်နောက်ထပ်တစ်ချက်ကတော့ကျွန်တော်တို့သတိမထားမိပဲအများနဲ့ကျွန်တော်တို့ wardrobe မှာ invest လုပ်ဖို့မေ့နေတတ်တဲ့ basic wear ဖြစ်ပါတယ်။ So basic wear ဆိုတာကျွန်တော်တို့လွယ်လွယ်ပြောရရင်ကျွန်တော်တို့နေ့စဉ်နေ့တိုင်းသွားလာလှုပ်ရှားနေတဲ့အချိန်မှာအသုံးပြုကြရတဲ့ဝတ်စားတွေအသုံးဆောင်တွေပြောရဖြစ်ပါတယ်။ quality ကောင်းတဲ့ basic wear ဆိုတာကျွန်တော်တို့ခန္ဓာကိုယ်အတွက်လည်းချိုးကြတယ် fit ဖြစ်မယ်။နောက်ဥပမာပြောရရင် t-shirt ဆိုရင်လည်းကျွန်တော်တို့အတွက် relax ဖြစ်တယ်တက်တောက သက်သာရှိတယ်။ jacket ဆိုရင်လည်းကျွန်တော်တို့အပြင်ဒီပိုင်းထပ်သွားထပ်လာလုပ်တဲ့အခါကျွန်တော်တို့ outfit တွေပိုင်းတိတ်ပြီးမပြင်ကျင်တဲ့အခါကျရင်ထပ်ဝက်လက်အောင်နဲ့လုံးဝအဆင်ပြေစေတဲ့ trucker jacket လိုမျိုးနောက် short jacket over short jacket လိုမျိုးနောက် denim jeans တွေဂျင်းပေါင်းပြီးဆိုရင်လည်းကျွန်တော်တို့ကဒါ fit မျိုးစုံပေါ့ slim fit skinny fit baggy အဲ့လိုမျိုးပုံစံကျွန်တော်တို့ fit မျိုးစုံရှိရတာ basic တွေကိုကျွန်တော်တို့ basic jeans တွေကိုကျွန်တော်တို့ဒါ invest လုပ်ထားတဲ့ ਨੇ basic wear တွေကျွန်တော်တို့ကောင်းကောင်းမမကွာဒီကောင်းကောင်းကျွန်တော်တို့ဝယ်ထားမယ်ဆိုရင်ကျွန်တော်တို့ကတစ်ခါတလေကြာရင်ကျွန်တော်တို့ကတော့ပြောသလိုပဲ outfit တွေကိုအရင်မပြင်ကျင်တဲ့ခါကျရင်ကိုယ့်ရဲ့ကို ုမှရှိတဲ့ accessory statement piece တစ်ခုနဲ့တွဲလိုက်ပြီးဆိုတော့ outfit တစ်ခုတော့တော်တော်လေးပြည့်စုံသွားပြီး elevate တစ်ခုဖြစ်သွားတယ်လို့ကျွန်တော်ကတော့ယုံနေပေါ့နော်အဲ့တော့ကျွန်တော်တို့အမြဲတမ်းမေ့နေတဲ့ basic wear ကောင်းကောင်းတွေကိုကျွန်တော်တို့ရှာသင့်တယ် unique glow ID basic wear line နေဆိုရင်တို့ကယောက်ျားလေးမင်းကလေးခွဲမထားဘူးအကုန်လုံး unisex ဖြစ်တဲ့အတွက်အကုန်လုံးအတွက်လည်းတော်တော်လေးအဆင်ပြေပြီး accessible ဖြစ်တယ် quality တကယ်ကောင်းတာဖြစ်တဲ့အတွက်ဒီလိုမျိုး basic wear တွေကို invest လုပ်ချင်တဲ့သူတွေအတွက်စဉ်းစားသင့်တဲ့ brand တစ်ခုလည်းဖြစ်ပါတယ် basic wear နဲ့ပတ်သက်ရင်ကျွန်တော်တို့ icon နဲ့အဖြစ်ဆုံးပြီးတော့ပြောပါဆိုတော့ Steve Jobs ကိုပြောအောင်ပါဘောနော် Steve Jobs ဆိုရင်သူ့ရဲ့ I call that pistol iconic ဖြစ်ဆုံးဒီ Charter Net အနေအရအောင်ရောက်က Levi's one. အာဒါ basic ပဲ basic တန်းနေမြေ original ထင်းပေါင်းပြီးရယ်ရိုးရိုးဒီ sneaker dead sneaker ဝတ်ထားတဲ့ပုံစံဆိုရင်ဒါအမြဲတမ်း timeless ဖြစ်နေ look တစ်ခုရတယ်ပေါ့နော်ကျွန်တော်တို့ကဒီ Steve Jobs ကို inspiration ယူပြီးတော့ကျွန်တော်တို့အတွက်လည်း quality ကောင်းတဲ့ basic wear တွေကိုအများကြီး invest လုပ်ထားတဲ့နယ်လို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဝတ်စားတွေနေမကဘဲနဲ့ကျွန်တော် accessory တွေလည်းကျွန်တော် invest လုပ်တဲ့နယ်လို့ကျွန်တော်ကအကြံပေးချင်တယ် accessory ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့အရင် over ကြီးအများကြီးဝတ်ပြီးတော့အများကြီးဝယ်ပြီးတော့ကျွန်တော်ဝတ်ဆရာလည်းမလိုဘူးပေါ့နော်ဆိုတော့ကိုယ့်အတွက်ကိုယ့်ရဲ့ lifestyle နဲ့ရောကိုယ်နေထိုင်နေတဲ့ပုံစံနဲ့ရောကိုယ်သဘောကျတဲ့ဒီ statement piece လေးတို့ပဲကျွန်တော်တို့ကရွေးချယ်ပြီးတော့ကျွန်တော်ဝတ်ဆင်တဲ့နဲ့ဆိုတော့ယောက်ျားလေးရော main key ရောမှာဆိုရင်အခြေခံလိုဘတ်တော့ဆွဲကြိုးရှိမယ်လက်ကောက်ရှိမယ်လက်စွပ်တွေရှိမယ်နာရီရှိမယ်ပေါ့နော်ဆိုတော့မျိုးစုံရှိမယ်ဆိုတော့ဥပမာပြန်ကျွန်တော်ဆိုရင်အာဒီ statement piece အနေနဲ့ကျွန်တော်ဆိုရင်ဒါလက်စွပ်အမြဲဝတ်လေးရှိတယ်ကိုယ်တိုင်လက်စွပ်သဘောကျရလို့ဖြစ်တဲ့အတွက်ပေါ့နော်လက်စွပ်ဆိုရင်တော့မှကျွန်တော်ဆိုရင် signal ring လို့ပုံစံမျိုးပို့ပြီးသဘောကျရတဲ့အတွက်အာ signal ring ပဲဖြစ်တယ်လက်စွပ်ပေါ်မှာကျွန်တော်တို့ဒီ jam အတုံးလိုက်ကြီးပါမှာမျိုးဆိုကျွန်တော်လုံးဝသဘောမကျတဲ့အတွက်ကိုယ့်ရဲ့ဒါ statement piece အနေနဲ့ပေါ့နော်အခုအမြင်ကိုယ်တွေ့လိုက်တာနဲ့ဒါကိုယ့်လက်ထံမှာအမြဲတမ်းဒီ signal ring အမြဲ ဲပါနေရဆိုတော့သတိထားမိစေဒါစိတ်မပီးစကူနေနေတော့ကျွန်တော်အမြဲဝတ်ဆင်ဖြစ်တယ်ပေါ့နော်အော်လက်ကောက်လို့လဲဆိုရည်ဆိုရင်တော့ကျွန်တော်ကဒီ jam ပါတဲ့အာပုံစံမျိုးတွေကျွန်တော်သဘောကျတယ်ဆိုတော့ခုနကပြောတဲ့ဒီ lesson တွေလက်ကောက်တွေမကပဲနဲ့ယောက်ျားလေး main clay မှာ shoulder bag တို့ဒီ eight တွေအားလဲကျွန်တော်အများကြီးအရေးပါတယ်ကျွန်တော်ယူဆရပေါ့နော် eight ဆိုတဲ့နေရာမှာလဲကျွန်တော်တို့ကတော့ occasion သုံးခုလောက်ကျွန်တော်တို့ခွဲပြီးတော့ဒီ eight လေးသုံးခုလောက်လို့ကျွန်တော် invest လုပ်ထားတဲ့နေဥပမာကျွန်တော်တို့ဒါထသွားထလာပေါ့ပပသွားတဲ့နေရာဥပမာယုံသွားပါတော့တူရတဲ့ eight မျိုးအာ dinner ပါ relax ပေါ့နော်တကယ်ချင်းနေစားတဲ့နေရာမှာသုံးတဲ့ eight ကတမျိုးနော် formal ပွဲတွေသွားတဲ့ ရာမှာလွယ်တဲ့တဲ့အိတ်ကတမျိုးနေလဲအိတ်၃မျိုးလောက်တော့ကျွန်တော် invest လုပ်ထားတဲ့လို့ယူဆရပါတော့။ဒီနေ့ R&D studio အတွက်ကျွန်တော်ဆိုရင်ဒါကျွန်တော်ကျွန်တော်အမြဲတမ်းနေကြအိတ်၃လုံးကျွန်တော် prepare လုပ်လာတယ်။ဆိုတော့ဒီ၃လုံးမှာကျွန်တော်ပထမအဦးဆုံးပြောပြချင်တာကျွန်တော်ပထမအဦးဆုံးဒီပုံမှန်ထွားသွားထွက်လာဟိုသွားဒီသွားသွားနေကြဆိုရင်ကျွန်တော်ဒီအဲ့ဒီထုတ်ဘက်ကိုအမြဲကင်တယ်ပေါ့နော်။အထုတ်ဘက်ဆိုရင်ကျွန်တော်ဒီ wallet တွေလည်းထည့်လို့ရမယ်။မျက်မှန်တွေထည့်လို့ရမယ်။နောက် hand gel တွေရောအာနောက်ဒီ shoe size ဘူးကစားအကုန်ထည့်ချင်တာအကုန်ထည့်လို့ရတယ်။မပါဝါဘိုင်းတွေပါလည်းထည့်လို့ရတယ်။ဘီကြီးပါလည်းထည့်လို့ရတယ်အတွက်တော်တော်လေးအဆင်ပြေ ပြီးရေပေါ့နော်ဆိုတော့ကားပေါ်မှာတင်ထားလိုက်အောင်ပဲအာကင်သွားလို့လည်းဒါအရန်ဆင်ပြီးရေပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်ဒီအာ shopping သွားရပဲဖြစ်ဖြစ်နော်တကယ်ချင်းနဲ့နိုင်အောင်သွားလို့နည်းနည်းလေးအကျန်းခံတဲ့ပစ္စည်းမျိုးအိတ်မျိုးကိုကင်ရင်လဲဆိုရင်ကျွန်တော်ဒီကျွန်တော်ဒီနိုင်လုံးဘက်ကိုကင်တယ်ပေါ့နော်အများကြီးတော့ထည့်လို့မရဘူးခုနသိရတဲ့ကျွန်တော် wallet ကိုအပြင်ကင်နိုင်မယ့်အကျန်ပါဝါဘန့်လောက်ပဲထည့်ပြီးတော့အာလိုတဲ့ပစ္စည်းလောက်နည်းပါးပါးပဲထည့်ပြီးတော့ပဲဒါသွားဖြစ်တယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်နိုင်ငံခြားသွားဖို့အလင်းတွေပဲစီးဖို့ရှိမယ်နည်းနည်းလေးပို့ပြီးတော့ဟိုရှောက်သွားမှမဟုတ်ပဲနဲ့ဆိုရင်တော့ကျွန်တော်အာဒီအိတ်ကိုကင်ပစ်တယ်ဒါနည်းနည်းလေးပို့ပြီးတော့ဟို အတံမိုးရတယ်နည်းနည်းပူကြီးရဲ့အိမ်လို့ဖြစ်တဲ့အတွက်ကျွန်တော်ပြောပို့ပြီးတော့ကျွန်တော်ကိုယ်တိုင်နဲ့အရင်သဘောကျတယ်ပြောတာကျွန်တော်အရင်ကြိုက်တဲ့ဟာ celebrity ဖြစ်တာတဲ့ G Dragon ရဲ့ G Dragon ကိုကင်တော်မြင်ပြီးတော့ လွယ်ဝယ်ပြည့်ခဲ့အိတ်ပေါ့နော်ဆိုတော့သူကင်တဲ့အိတ်ပေါ့သူကတော့ပိုပိုလာပေါ့လေဒါပေမဲ့သူကပိုမိုက်တာပေါ့ဒါပေမဲ့ကျွန်တော်အရင်သဘောကျလို့အဒီအိတ်ကိုဒါလွယ်ပြည့်ခဲ့ပေါ့နော်ဆိုတော့ဒီလိုမျိုးအိတ်၃မျိုးလောက်တော့ကျွန်တော်တို့ဒါရောက်ရှားလို့ main floor အတိုင်းမှာအရှိတင်တယ်လို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါခုနပြောတဲ့အတိုင်းပဲကျွန်တော်တို့ website မှာကပဲနဲ့ဒါ accessory တွေလည်းကျွန်တော် invest လုပ် တင်တယ်အထူးသဖြင့်ကျွန်တော်တို့အိတ်တွေကို invest လုပ်တင်တယ်လို့ကျွန်တော်ကအကြံပေးချင်တယ်နောက်ခုနကျွန်တော်ပြောတဲ့ statement piece တွေဖြစ်တဲ့ဒီ laptop ပဲဖြစ်ဖြစ်ဆွဲကြိုးပဲဖြစ်ဖြစ် လက်ကောက်ပဲဖြစ်ဖြစ်တခုစိတ်မှန်ပေးစီလဲကျွန်တော်တို့ဒါ every day မှာဝတ်ဆင်လို့ရစိတ်မှန်ပေးစီလဲကျွန်တော်တို့ရွေးချယ်တင်တယ်လို့ကျွန်တော်အကြံပေးချင်ပါတယ်ကျွန်တော်ဒီနှစ်ပိုင်းနေမှာစူးစမ်းနေတာတခုရှိရပါလဲဆိုတော့ကျွန်တော်ဝင်စားရဝတ်တဲ့နေမှာ outfit ကို layering လုပ်ပြီးဝတ်တာပေါ့နော်ဒါပေမဲ့ layering ဝတ်ဖို့ဆိုတာလည်းမြန်မာနိုင်ငံမှာကြောက်ရာသီဥတုပူလာဖြစ်တဲ့အတွက်ကျွန်တော် layering လုပ်ချင်နေဆိုရင်ကျွန်တော်ဝတ်ရတာလည်းလွယ်ချော့ရတာလည်းလွယ်တဲ့ဒီ tracker jacket လိုမျိုး overshirt jacket လိုမျိုးတွေကပို့ပြီးတော့အဆင်ပြေရပေါ့နော်နောက်တစ်ခုကကျွန်တော်မိုးရသည်လည်းရှိတဲ့အတွက်ကြေး outdoor ပုံစံမျိုးသဘောကျရလို့ဆိုတော့ကျွန်တော်ခုနပြော inspiration နေနေရနေပြီးတော့အဲ့လို coat jacket လိုဟာမျိုးပဲဖြစ်ဖြစ် windbreak က ို့ဟာမျိုးဖြစ်တွဲပြီးတော့ကျွန်တော်တို့ဝင်လို့ရတယ်ပေါ့နော် layering ကလည်းကျွန်တော်ကပြောထားတဲ့ quality basic တွေနဲ့တွဲပြီးတော့ဝင်လို့ရဖြစ်တဲ့အတွက်ကျွန်တော်တခါတည်းဒီ style တစ်ခုရစီမှာတော့လောကကျင်းသေးပဲပေါ့နော်ဆိုတော့ layering မှာလည်းကျွန်တော်တို့မျိုးစုံရှိမယ်ဥမာ baggy wish နဲ့လူရဲ့ရှိမယ်ဥမာ fit tracker jacket တွေပါဆိုတချို့ကြ fit ဝယ်ရတာပို့ပြီးတော့ပေါ်ကြရပေါ့နော်ချို့ကြလည်း walk jacket လိုမျိုးကျွန်တော်တို့ baggy ပုံစံဝတ်ကြအောင်ပေါ်ကြကြရတယ်ဒါမှမဟုတ်ဘူးချို့ကြလည်းလောက next level ပေါ့လို Japanese style တွေဆိုလည်းလို kimono လိုပုံစံမျိုးတွေဟို farewell ပါဝတ်တဲ့ပုံစံမျိုးတွေဆိုလည်းဒါတချို့ဆို try နေကြတဲ့လူရှိပေါ့နော် Japanese street fashion ကိုသဘောကျတဲ့ ွေဆိုလဲ layering ကအရင်အရေးကြီးတာဖြစ်တဲ့အတွက် layering မှာလည်းကျွန်တော်တို့ခုနပြန်ပြောရမယ်ဆိုရင် inspiration တွေအများကြီးကျွန်တော်တို့ရှာပြီးသွားရင် layering ပုံစံတွေလည်းအများကြီးကျွန်တော်တို့ရှာဖွေတွေ့ရှိလာမှာဖြစ်တဲ့အတွက် layering ကိုစိတ်ဝင်စားနေတဲ့လူတွေလည်းအာဆက်ပြီးတော့ဒါ layering ကဝတ်တင်တယ်လို့ကျွန်တော်အကြံပေးခြင်းနဲ့ layering မဝတ်ဖူးသေးဘူးဝတ်လို့ဝတ်ထားမရှိဘူးဆိုရင်လည်းစပြီးတော့ဒါ try ကြည့်ကြဖို့ကျွန်တော်အကြံပေးခြင်းပါတယ်ဆိုတော့ကိုယ်နဲ့လိုက်ဖက်တဲ့ style ကိုရှာဖွေတဲ့နေရာမှာအရေးကြီးဆုံးချက်ကတော့ကျွန်တော် trend နေနောက်ကိုနာမည်ကြီးနေ trend နေနောက်ကိုလိုက်မသွားဘူးပါပဲဆိုတော့နာမည်ကြီး trend နေဆိုတော့တစ်ခါတလေကြာရင်အာခဏပဲကျွန်တော်နာမည်ကြီးပြီးတော့ timeless piece တွေလို signature piece တွေလို့မျိုးပေါ့နော်အကြာကြီးရေရှည်မခံဘူးအထူးသဖြင့် print တွေဆိုရင်တချို့ print တွေဆိုရင်ဒါခဏလေးနဲ့ပဲနာမည်ကြီးပြီးပျောက်သွားမျိုးရှိတတ်တယ်ပေါ့နော်အဲ့အတွက်ကျွန်တော်တို့ကိုပိုင်စတန်တစ်ခုရှာဖွေနေတဲ့အချိန်မှာဒီလိုမျိုး trending ဖြစ်နေတဲ့ popular ဖြစ်နေတဲ့ item တွေထက် ကိုအတွက်အမြင်နဲ့အဆင်ပြေမဲ့ timeless ဖြစ်ပြီးတော့ versatile ဖြစ်မဲ့အဝတ်အစားတွေကိုပို့ပြီးရွေးချယ်တင်တယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ trending ဝတ်အစားတွေဆိုရင်လည်းကိုနဲ့ live ဖတ်ပြီးတော့ကိုအတွက်ကို lifestyle နဲ့လည်းအဆင်ပြေမဲ့ကိုစတိုင်နဲ့အဆက်မဲ့ဝတ်အစားမျိုးတွေကိုလည်းရွေးချယ်ဖို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်ကိုနဲ့ live ဖတ်မဲ့ကိုပိုင်စတိုင်တစ်ခုကို ာဖွေနေတဲ့အချိန်မှာအရေးကြီးဆုံးချက်ကနာမည်ကြီးနေတဲ့ training နောက်ကိုအရင်လိုက်မသွားဘူးပါပဲဒီလိုမျိုး training ဖြစ်တဲ့ပစ္စည်းဆိုတော့တစ်ခါတည်းကြာရင်ခဏလေးပဲနာမည်ကြီးပြီးတော့နောက်ပိုင်းလူကြိုက်မများတဲ့အချိန်မှာကိုယ်လည်းမဝေ့ချင်တော့မယ့်နဲ့အာပစ္စည်းတွေပို့သွားရပဲဖတ်တင်ပါတယ်အဲ့တွဲကျွန်တော်တို့ကိုယ်ပိုင် style တစ်ခုရှာဖွေနေတဲ့အချိန်မှာ training နောက်အရင်မလိုက်ဖ ೇನೆ ကိုယ့်အတွက် minimal timeless ဖြစ်စေမဲ့ကိုယ်တိုင်းနဲ့သဘောကျပြီး versatile ဖြစ်တဲ့ product တွေကိုပဲရွေးချယ်ဝယ်ယူတင်တယ်လို့ကျွန်တော်ကအကြံပေးချင်တယ်အထူးဖြင့်ကျွန်တော် print နေစားပေါ့နော်အင်ကြီးတို့ texture လေးပါတဲ့ဝတ်စားမျိုးတွေ product တွေကိုကျွန်တော်တို့ပို့ပြီးတော့အားပေးပါတယ် ကဲဒီနေ့ကျွန်တော်ပြပြပေးတဲ့ချက်တင်နေဆိုရင်ကိုဝိုင်းစတိုင်တစ်ခုရှာဖွေဖို့အကြံလေးရတော့ပြီလို့ကျွန်တော်တို့ယူဆပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးလောင်းမှမလို့ဆောင်းမကြည့်ရှုပေးကြပါဦး။ဆုံးတိကြည့်ပြတဲ့ကျေးဇူးများကြီးတင်ပါတယ်။နောက်နေ့ပြန်တွေ့ပါမယ်။ Bye thrift တွေလောက်တဲ့လူတွေ vintage လောက်တဲ့လူတွေဒါ furniture ဈေးတွေတည်းတခုဖြစ်တယ်ဒါမြောက်တခုကတခုံ free piece ကိုရောင်းနေတာဖြစ်ပါတယ်ဆိုတော့ဒီနေ့တော့ကျွန်တော်ကုမိုးနဲ့တူတူကျွန်တော်ဒီ sign တစ် sign ချင်းဝင်ကြည့်မယ်ဝင်ကြည့်ပြီးရင်ကျွန်တော်ကုမိုးရှိက tips and tricks တွေကျွန်တော်နားထောင်နေတဲ့အတူတူဒါကျွန်တော် thrift လောက်မှာဖြစ်ပါတယ် mucho no lo arma. Yo lo sé, bueno.